မင်္ဂလာပါအခုဆိုရင်တော့အတော်များများဟာ abundance ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသိရှိနေပြီလို့မျှော်လင့်ပါတယ်အဲ့တော့ abundance ဖြစ်တယ်ဆိုတာကကိုယ့်ရဲ့ဘဝမှာကိုလိုချင်တဲ့အရာတွေကိုကိုလိုချင်တဲ့အချိန်မှာကွက်တီးရောက်လာတာမြန်မာလိုပြောရမယ်ဆိုရင်တော့လိုတရတာအေးအေးချမ်းချမ်းနဲ့ပြည့်စုံကျွဲဝတာကိုစိတ်တို့က abundance ဖြစ်တယ်လို့ပြောပါတယ်အဲ့တော့စိတ်တို့ကလူတိုင်းလူတိုင်းက abundance ကိုလိုချင်ကြတယ်ပြည့်စုံကျွဲဝချင်ကြတယ်လိုတရချင်ကြတယ်အဲ့အတွက် abundance ကိုလေကိုကအာဒီနီလန်းတွေကိုသုံးပြီးတော့အာဆွဲဆောင်တာ attract ောက်တာမျိုးတွေရှိရပေါ့เนาะဒါပေမဲ့ abundance ကိုလိုချင်တဲ့အချိန်မှာအရန်အရေးကြီးရဲ့စိတ်အနေထားလေးတခုအစိမ်းရပြောချင်ပါတယ်အဲ့တော့ ကိုကတခါတလေကြရင်မတိလိုက်မတိဖာတာနဲ့ဘာဖြစ်သွားတတ်လဲဆိုရင်ကိုယ့်ရဲ့စိတ်အနေအထားတစ်ခုကြောင့်ကိုတစ်ဖက်မှာဘလို့ပဲ abandon ကိုလိုချင်တယ်ပြေဆုံးကြွယ်ဝမှုတွေကိုလိုချင်တယ်လို့ပြောစီကမှုကိုယ့်ရဲ့စိတ်အနေအထားတစ်ခုကြောင့်ကိုလိုချင်တဲ့အိမ်မက်တွေကိုလိုချင်တဲ့ရီမှန်းချက်တွေကိုလိုချင်တဲ့ abandon တွေပြေဆုံးကြွယ်ဝမှုတွေကိုပိတ်ဆို့တားဆီးသွားတာမျိုးဝေးကွာသွားတာမျိုးဖြစ်တတ်ပါတယ်အဲ့လိုအနေအထားကိုစိန့်လို့က English လို့ရော lack mentality ဖြစ်တယ်လို့ခေါ်ပါတယ် ဲ့တော့ lack mentality ဆိုတာဘာလဲဆိုတာကိုတစ်ချက်ဆက်ပြီးတော့ရှင်းပြပါမယ်။ lack mentality ဆိုတာမြန်မာလိုအယိုးရှင်းဆုံးပြောရမယ်ဆိုရင် ကိုရှိနေတဲ့ငွေကြီးဒါမှမဟုတ်ကိုရှိနေတဲ့အရာတွေကသူများကိုပေးလိုက်လို့သူများကိုလှူလိုက်လို့သူများကိုမျှဝေလိုက်လို့ကိုရှိနေတာတွေရော့သွားမှကြောက်တဲ့စိတ်ကိုရှိနေတာတွေကိုကုံသွားမှကြောက်တဲ့စိတ်ကိုစိတ်တို့က lack mentality ဖြစ်တယ်လို့ခေါ်ပါတယ်အဲ့တော့ lack mentality ဆိုတာအခြေအနေတွေအများကြီးရှိပါတယ်အဲ့တော့ဘလို့အနေထားနေလဲဆိုတော့အလှူတန်းနေလောက်တဲ့အခါမှာကိုကလှူလိုက်ရင်တော့အာငါပတ်စံနေတော့ကုံသွားတော့မှာပဲဟာဒါမှမဟုတ်ဝန်ထမ်းတွေကိုလစာတွေတိုးပေးလိုက်မယ်ဝန်ထမ်းတွေကို ရတဲ့ထဲကခွဲပေးလိုက်မယ်ဆိုရင်တော့ကိုရတဲ့ထဲကအမျက်တွေကရော့သွားတော့မှာပဲဒါမှမဟုတ်ကိုရဲ့ရပိုင်ခွင့်တွေကပေးစရာရှိတဲ့လူတွေကိုပေးလိုက်တာဒီကိုရတဲ့ထဲကရော့သွားတာသူတို့ကိုပေးလိုက်လို့ကိုရော့သွားတာဆိုတဲ့စိတ်အဲ့လိုလှူလိုက်လို့ကိုရှိတဲ့အရာတွေရော့သွားတာဆိုတဲ့စိတ်အဲ့ဒီကိုမှရှိတဲ့အရာတွေကိုကုန်သွားတာမျိုးဖြစ်တတ်တယ်လို့မျိုးတခါလေကြာရင်စီးပွားရေးအရာဒါမှမဟုတ်လူမှုရေးအရာမိသားစုကိစ္စတွေမှာမပေးလို့လည်းမရဘဲနဲ့ပေးဖို့ပေးရမယ်ဟာကိုပေးလိုက်တိုင်းပေးလိုက်တိုင်းမှာကုန်သွားပြန်ပြီ ပေးလိုက်ရပြန်ပြီလွှဲလိုက်ရပြန်ပြီအငွေလွှဲလိုက်ရပြန်ပြီပေါ့နော်စသဖြင့်အဲ့လိုမျိုးဖြစ်နေတဲ့တစ်ဖက်ကိုပေးလိုက်ရတဲ့အတွက်ကိုရှိနေတဲ့ထဲရာလေးပါသွားပါပြီကုန်သွားပါပြီဒုက္ခပါပဲနောက်ဆိုရင်ဘလို့လုံးမလဲစသဖြင့်ကို့မှာမရတော့ပါဘူးကုန်သွားတော့မှာဘူးကြောက်တဲ့အခြေအနေတွေအားလုံးကိုစိတ်တို့က lack mentality ဖြစ်တယ်လို့ခေါ်ပါတယ်အဲ့တော့အလှူတန်းနေမှာဆိုရင်လည်းဆိုင်ရဥပမာတစ်ခုပြရင်ထားပါတော့ကိုကဒီအလှူတစ်ခုကိုကိုကအားထားပါတော့နှစ်ပေါင်းလောက်ထည့်ချင်တယ်နှစ်ပေါင်းလောက်ထည့်ချင်ပေမဲ့ဘာဖြစ်လဲဆိုကို့မှာနှစ်ပေါင်းထည့်ချင်တဲ့စိတ်လည်းရှိရကိုရဲ့စိတ်ကလေး ရပါလဲဆိုဒါဟုတ်ပြပြဝါ2000ထည့်ချင်ဒါမဲ့ဘာလဲဆိုရင်အသူများတွေကိုကြီးလိုက်သူများတွေကြီးလိုက်လို့သူများတွေကထားပါတော့3000ပဲလှူတယ်အဲ9000ပဲလှူတယ်ဆိုရင်အော်ရပါပြီဒီလူကတော့9000လောက်လည်းရတယ်ဆိုပြီး9000ပဲလှူလိုက်တာဒါမှမဟုတ်သူများတွေကြောင့်မဟုတ်ဖ ೇನೆ ကိုကကိုပဲအင်းတော်ပါပြီ2000မထည့်တော့ပါဘူးအဲဒီဟိုကိုကိုကို300ရရှိရပါသွားပါတယ်ကိုကကို1000လောက်ဆိုလည်းပြေပါတယ်ဆိုပြီး1000လောက်ပဲထည့်လိုက်တာစသဖြင့်ကိုရဲ့ဒီပေါ့နော်ပေးခြင်းလှူခြင်းနဲ့မျှဝေခြင်းနဲ့ငွေကြေးကိုကိုကကိုကြောင့်ဖြစ်စေတဝင်းခြင်းကြောင့်ဖြစ်စေကန့်တက် လိုက်တာမျိုးပေါ့အဲ့တော့အဲ့ချိန်မှာဘာလဲဆိုရင်တကယ်ပျော်နေလားဆိုရင်တကယ်တမ်းပြန်စဉ်းစားကြည့်ရကြတော့ကိုယ်စိတ်ကလှူကျင်တဲ့ဟာကိုကိုနည်းနည်းလေးထည့်လိုက်ပြီးတော့မှပြီးတော့မှဘာလဲဆိုတော့အော်ဒီလောက်ပေးပေးလို့ရရဲ့စမ်းတဲ့အပေးလိုက်ရင်ကောင်းသားလို့ဘာလို့မျိုးလဲဖြစ်တတ်ပါတယ်ဒါအလှူတန်းတဲ့ပတ်သက်တဲ့ဟာပါအဲ့လိုပဲသူများတွေကိုပေါ့နော်ဥမာမျှဝေတဲ့အရာမျိုးပေါ့သူများတွေကိုမျှဝေတဲ့အရာမျိုးဆိုတော့ကိုကထားပါတော့ service ခေါ်ရဲပေါ့နော်အင်တန်ရှင်ရေးဖြစ်ဖြစ်အဲ့လိုမျိုးခေါ်ရဲပေါ့ခေါ်တဲ့အခါမှာဆိုရင်ဒီအင်တန်ရှင်ရေးကကိုကသူများတွေကဘလောက်ပေးလဲတနေ့ကုန်မှ1000ပေးတယ်ပေါ့အဲ့တော့သူနဲ့ဒီလောက်ကင်ပြီးွားတဲ့ တဲ့အခါမှာ तू ပြန်မို့ဖြစ်ပါစေအာဒါမှမဟုတ် तू တခုခုပို့ပြီးတော့သူ့မိသားစုအတွက်အထောက်ပံ့ဖြစ်လို့ဖြစ်냐ဩကားခ ဘက်စကားကစသဖြင့်2000လောက်ပို့ပေးလိုက်မယ်တွေးပင်မယ်ဘာလဲဆိုတော့အော်သူများတွေလည်းတပေါင်းပဲပေးနေရပဲသူတပေါင်းနဲ့ရလို့လာလောက်တာပေါ့ငါလည်းတပေါင်းပဲပေးလိုက်ပါမယ်စသဖြင့်ကိုယ့်ကိုယ်ပဲတန်ဖိုးဖြတ်ပြီးတော့ပေါ့နော်ကိုပေးနိုင်တဲ့ချိန်လေးနဲ့ရှိရစမ်းနဲ့ပို့ပေးမနေတော့ပါဘူးဟိုကိုရော့သွားမှဆိုးတယ်ဆိုတဲ့စောက်တဲ့စိတ်အဲအဲ့လိုစိတ်မျိုးတွေကိုစိတ်တော့ဘာလဲဆိုရင်အာဒါ lack mentality ဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ lack mentality ကဘယ်ပေါ်မှာအခြေခံလဲဆိုရင် energy အရဆိုရင်လည်းစိတ်တို့ကကိုယ်စီမှာရှိတဲ့ဟာကိုပုံသွားမှကြောက်တယ် ကိုပတ်စံကြီးရော့သွားမှကြောက်တယ် ကိုဖန်ကောက်နေရကနန်းနေကြောသွားရင်ကို့မှာအဆင်မပြေဘူးဒါရင်မရတော့ရင်ဘလို့လုပ်မလဲဆိုကြောက်တဲ့စိတ်ဆိုဖီယာလို့ခေါ်တယ်ကြောက်တဲ့စိတ်ကိုအခြေခံတာအဲ့တော့ဖီယာဆိုရဲကြောက်တဲ့စိတ်ကိုအခြေခံတဲ့အတွက် energy အရဆိုရင်လည်း negative energy ဖြစ်ပါတယ်အဲ့တော့သူများကိုအဆင်ပြေစေခြင်းနဲ့စိတ်သူများကိုမျှဝေလိုတဲ့စိတ်ဖြစ်တဲ့ abandoned mentality ကကြတော့ဒါကသူများကိုအဆင်ပြေခြင်းနဲ့နောက်တစ်ခါကျဒီလိုမျိုးပေးလိုက်ပင်မဲ့လှူလိုက်ပင်မဲ့လည်းအချိန်တိုင်းဒီလိုပဲပြန်ရောက်လာမှာပဲအာကို့မှာပုံသွားမှာမဟုတ်ဒီထက်များတဲ့အရာတွေဒီကိုယ့်ရဲ့စေတနာကြောင့်ပြန်ရောက်လာမှာပဲကိုယ့်ရဲ့ ဒီပေးခြင်းလှူခြင်းနေတဲ့ကိုယ့်ရဲ့ mentality ကိုယ့်ရဲ့စိတ်အခြေအနေကကိုယ့်ဒီထက်များတဲ့ပြည့်စုံကြွယ်ဝခြင်းတွေကိုယူဆောင်လာမှာပဲဆိုတဲ့ trust ဆိုတဲ့ယုံကြည်မှုကိုယ့်ရဲ့ energy ကိုယုံကြည်မှုပေါ့အခြေခံတဲ့စိတ်ဖြစ်တဲ့အတွက်ဒီမျှဝေတာကကြတော့ positive energy ဖြစ်တယ်ခုနကကိုဟိုတခုခုလုံနိုင်တော့ပုံသွားမှာပဲလို့ယော့သွားမှာပဲလို့ဆိုကြောက်တဲ့စိတ်ကကြတော့ကြောက်စိတ် ကိုအခြေခံနေရဲ့ negative energy ဖြစ်ပါတယ်အဲ့လိုပဲနောက်တစ်ဖက်ကစဉ်းစားမယ်ဆိုရင်လည်းသူများကိုမျှဝေတဲ့စိတ်ကိုကိုယ့်အကျိုးစီးပွားဘာမှမပါဘူးသူများကိုအစဉ်ပြေစေခြင်းနဲ့စိတ်ကလေးတစ်ခုရှိရတဲ့ ဒါသည် unconditional love ဆိုတဲ့မေတ္တာတရားဆိုတဲ့ကြီးမားမြတ်မြတ်တဲ့ energy ကိုအခြေခံပြီးတော့ခုနလိုမျိုးကိုပဲရမယ်ကိုပဲယူမယ်အာဘယ်သူပဲဖြစ်ဖြစ်ရင်းမရှိကိုမှရှိနေဖို့လိုတယ်ကိုမှကိုလိုတဲ့အချိန်ကျရင်အာဘယ်သူမှလာပေးမှာမဟုတ်ဘူးဘယ်သူမှလာကူမှာမဟုတ်ဘူးကိုမှအပြည့်ဝရှိနေမှရမှာပဲဆိုတဲ့ဟာဒီကိုမှကိုပဲဆိုတဲ့ ego ဆိုတဲ့အတ္တကိုအခြေခံတဲ့စိတ်ဖြစ်ပါတယ်အဲ့တော့ energy ချင်းကဒီ lack mentality ဆိုတဲ့ကုံမောင်ကြောက်တဲ့စိတ်နဲ့ခုန abundance mindset နဲ့ energy ချင်းကသူက opposite ပေါ့နော် positive နဲ့ negative စန့်ကျင်တဲ့ကွာခြားပါတယ် အဲ့လိုပဲခါလီကြရင်စိမ့်ဆိုရင်စိမ့်ရဲ့ဥပမာလေးတွေပြရင်ဆိုရင်ဥမာမိသားစုအတွက်ငွေလွှဲစင်ရာရှိရပေါ့နော်ဥမာကိုယ့်ရဲ့မောင်နှမသားချင်းတွေဖြစ်ပါစေဒါမှမဟုတ်အိမ်ကိစ္စဒါမှမဟုတ်အမျိုးသားကိုအလုပ်ကိစ္စကြောင့်ငွေလွှဲရမယ်ပေါ့ငွေလွှဲရမယ်ဆိုရင်ဟိုးရင်တော့ဆိုရင်ဘာဖြစ်လဲဆိုရင်လွှဲဖို့လွှဲရမှာပဲဥမာ9000ကမဖြစ်မနေလွှဲရမယ်တသိန်းကမဖြစ်မနေလွှဲရမယ်လွှဲရမှာဒါပေမဲ့စိတ်ကလေးကဘာဖြစ်လဲဆိုတောင်းမြန်ပြီလွှဲရမြန်ပြီ ကုန်ပြန်ပြီကုန်အောင်မယ်အဲ့လိုမျိုးဖြစ်တဲ့အခြေအနေနဲ့လွှဲပုံထွက်ရမှာပဲဆိုရင် on ready ပြလိုက်ပါမယ်ဒီလိုငွေကြေးရောက်သွားတဲ့အတွက်တစ်ဖက်မှာသူလုံးဆရာရှိဟိုင်းရှော့ရှော့ရှူရှူလုပ်နိုင်မယ်အဆင်ပြေပါစေအဲ့လိုမျိုးမတွေးနိုင်ရင်တော့ဟိုဘာမှကိုခုနလိုမျိုးကုန်ပါပြီဆိုတော့ကြောက်တဲ့စိတ်မဟုတ်ဘဲနဲ့လုပ်ကိုလုပ်ရမယ်ဟာကိုလုပ်ပေးလိုက်တဲ့ဟာဒီရလာတဲ့ reset ဒီမတူပါဘူးအဲ့လိုပြောင်းလာတဲ့အခါမှာထူးထူးခြားခြားပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်လလောက်ကဆိုရင်ဒီပေါ့နော်စိတ်ရဲ့ဒီအိမ်ကိစ္စနဲ့အမျိုးသားအဝေးရောက်နေတဲ့အခါမှာသူက wave ကနေပြီးတော့ပေါ့နော်နှစ်သိန်းခဏလောက်လွှဲပေးပါလို့ပြောတဲ့အခါမှာစိတ်ရဒီလိုပဲ on air အလုပ်ကိစ္စလားဆိုပြီးတော့နှွဲပေးလိုက်ပါတယ်ဒါပေမဲ့အရင်ထူးဆန်းစွာပဲနောက်ထပ်နှစ်နာရီအတွင်းမှာအဲ့ဒီနှစ်သိန်းကို wave ကနေတခြားလမ်းကြောင်းကနေတောင်မဟုတ်ဘဲနဲ့စိမ့်စီကိုအာဒီ တင်တန်းကြီးလားမသိ wave ကနေပဲနှစ်သိန်းအတိအကျဘာဖြစ်လာလဲဆိုပြန်ဝင်လာတယ်အဲ့အတွက်ဘာလဲဆိုရင်ကိုယ်ဒီဘယ်လိုမျိုး mentality ကိုလုပ်နေလဲဘယ်လိုအနေအထားရှိနေလဲဆိုတာဒီကိုယ်ရမဲ့ abundance ကိုအရန်ရေးကြီးပါတယ်အဲ့လိုမျိုးပေါ့နော်ကိုယ်ဒီတစ်ဖက်ကိုအာဒီမျှဝေခြင်းပေးကမ်းလိုက်ခြင်းကိုကိုယ်ပျော်ပျော်ရွှင်ရွှင် လုပ်လိုက်တဲ့အနေအထားစိတ်အခြေအနေပြောင်းလိုက်တာနဲ့လေကိုလိုချင်တဲ့ငွေကြေးတွေစီးပွားတွေပြည့်စုံကြွယ်ဝမှုတွေ abundance တွေအားကိုဘာမှတောင်တကူးတက္ကະကြီးကိုဆွဲခေါ်နေစရာမလိုပဲနဲ့ကိုယ့်ရဲ့ဒီပေးတင်ပြုခြင်းနဲ့ ဲ့စိတ်ကပဲစိတ်လူမျက်မှားမှာရှိပါတယ်ပေါ့နော်တခါလဲကြားမှုတယ်ဒီဘယ်လိုမျိုးလှူနေရလဲဘယ်လိုမျိုးပေးနေရလဲဆိုရင်ဒီပေးခြင်းလှူခြင်းနေတဲ့စိတ်ကကိုပဲပေးဖို့လှူဖို့အတွက်အကြောင်းထောက်ပံ့နေအလုံးဖြစ်သွားတယ်အဲ့ခါမှာကိုဒီကိုမျောမဲထားတဲ့ပို့တဲ့ abundance တွေကိုတစ်ဖက်ကနေပြီးတော့ကိုတောင်တဘူးတကဆူတောင်းစီအောင်လုပ်ပေးနေရရှိပါတယ်အဲ့တော့စိတ်တို့ဒီဒီဗီဒီယိုလေးကနေပြီးတော့ကိုတခုခုမျှဝေတဲ့အခါမှာပေးတဲ့အခါမှာငွေကြေးတွေတုံးဆွဲတဲ့အခါမှာကိုရော့သွားမယ်ကိုကုံသွားမယ်ကိုဓာရီလုံလိုက်ရင်တော့နောက်ဘယ်လိုလုံ ်မလဲဘယ်ကပတ်စံရမှာလဲဆိုတော့ကုံမှာကြောက်တဲ့ဒီအကြောက်စိတ်ကိုအခြေခံနေတဲ့ energy အရလည်း negative ဖြစ်တယ်ဒီ luck mentality ကိုဒါပို့ပြီးတော့တတိထားစောင့်ကြည့်နိုင်မယ်ဆိုရင်စိတ်လုံးမျောမှန်းထားတဲ့ abundance တွေဒီကိုတကူးတကောက်ကိုလုံးစရာမလိုပဲနဲ့ဘဝတဲကိုဒီထက်ပုံပုံမြန်မြန်ကြွကြွဝဝအများကြီးရောက်လာမယ်ဆိုတာလေးကိုဒီ video လေးကတစ်ဆင့်မျှဝေလိုက်ကြပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်စိတ်ကတော့ life coach and trainer Dr. Singh ဖြစ်ပါတယ်